ရာဇဂျူမြို့မှာဘုရားရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေအလွန်များလာတယ်။အလွန်များလာတော့မြို့ထဲကအလွန်ထင်ရှားကြော်ကြားတဲ့ထိတ်တန်းတထေးသားတွေတထေးသားတွေအဲ့ဒီပုဂ္ဂိုလ်တွေဟာအတူယူအားကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူပြီးသာသနာပေါင်းဝิญဉ်ညလို့သာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်တွေကအလွန်များလာတယ် အလွန်များတဲ့အခါကျတော့မကြင်မနှက်ဖြစ်ကြတာတွေလည်းရှိလာပေါ့မြတ်စွာဘုရားအပေါ်မှာကျင်နှက်မှုမရတဲ့ပုံကိုယ်တွေအပြစ်ပြောတဲ့ပုံကိုယ်တွေလည်းပေါ်ထွန်းလာတယ်ဘယ်လိုပေါ်ထွန်းလာတော့ဘယ်လိုပုံကိုယ်တွေကမကြင်နှက်ထားတော့ဆိုသူတို့ရဲ့သားတွေအာကိုရမဲ့သားတွေသာသနာပေါင်းဝင်သွားတဲ့အခါမှာမိဘလှုပ်တဲ့ပုံကိုယ်တွေကမကြင်နှက်ဘူးမကြင်နှက်ဘူး အမျိုးသမီးတွေကသူတို့အမျိုးသားတွေမြတ်စွာဘုရားတပည့်ဖြစ်ခံယူပြီးတော့သာသနာပေါင်းဝင်သွားတဲ့အခါမှာမကြေနပ်ကြဘူးအဲ့လိုမကြေမနပ်ဖြစ်လာတဲ့အခါကျတော့မြို့ထဲမှာဘာတွေပြောကြသလဲလို့ဆိုရင်ဟေးရဟန်းဂေါရမရောက်လာတာတော့ကန့်ဆိုးတာပဲရဟန်းဂေါရမဟာမိသားစုတွေသာသမီကင့်မဲ့အောင် လုပ်နေတယ်အမျိုးသမီးတွေလည်းမုတ်ဆိုးမှဖြစ်အောင်လုပ်နေတယ် အမျိုးတွေပြတ်သွားအောင်လုပ်နေတယ်အလုံးသာသနာပေါင်းဝင်ပြီးတော့သင်္ကန်းဝိုးကုန်ကြတယ်အလုံးဟာ အမျိုးຫນွယ်တွေပြတ်တော့မှာပဲလို့ပြစ်တင်ပြောဆိုလာကြအဲ့ဒီလိုပြစ်တင်ပြောဆိုတဲ့စကားထဲမှာ တီတူပြောတာကဘာလဲလို့ဆိုရင်ချိလေတဲ့ဥရဝေလတောမှာအင်တာမထင်ရှားကြော်ကြတဲ့ယသိတထောင်ဟာလည်းသူ့တပည့်ဖြစ်သွားပြီတဲ့ တင်စရပြပိုက်ကြီးရဲ့တပြိပြပိုက်250လဲသူတပြိဖြစ်သွားပြီတဲ့ရှိသမျှလူတွေဟာအကုန်လုံးသူ့အောက်ရောက်ကုန်ကြပြီလို့ရသော်ဘုရားပေါ်မှာမကျင်မနှက်တည်းဖြစ်တယ်နော်အဲ့တော့ဘုရားကိုအလုံးဝကျင်နှက်တယ်လို့မအောင်မေ့လေနဲ့မကျင်နှက်ဘူးအပြစ်တွေတင်းလာကြတယ်ရဟန်းတော်တွေမြို့ထဲဆွမ်းခံသွားပြီဆိုရင်လူတွေကလက်ညှိုးထိုးပြီးပြောကြတယ် လက်ညှိုးထိုးပြီးတော့ပြောကြတယ်အာဂတောခောမဟာသမနောသမနမာဂရလံဂိရိပ္ပစံရာဇဂျူရောက်လာတဲ့မဟာသမနဆိုတဲ့ဒီယဟန်ကြီးကတဲ့မြတ်စွာဘုရားကိုမဟာသမနလို့ဒီလိုနာမည်နဲ့ခေါ်ကြတယ်ရာဇဂျူမျိုးရောက်လာတဲ့ဒီမဟာသမနယဟန်ဂေါရမကတော့တဗ္ဗေတင်စီနိတဝါနာ ကံတုဌာနိနယိတတိရာဇဂျိုမှာရှိတဲ့ပရပိုက်တွေ250ကိုလည်းသူတပိအဖြစ်အောင်တင်သွင်းလိုက်ပြီအခုနောက်ထပ်ဘုသူများခေါ်အောင်မလဲမသိဘူးလို့ဟောလူတွေကြားထဲမှာသူလို့သူလို့ပြောပြီးတော့ယဟန်နေမြင်တဲ့အခါမှာယဟန်နေကြားလောက်အောင်ပြစ်တင် ပြောဆိုလာကြတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့တမန်ပုဂ္ဂိုလ်ရဲ့အတွင်းထဲမှာ လောကမှာအသိပညာနဲတဲ့ပုဂ္ဂိုလ်ကအလွန်များတာဟုတ်တရားဓမ္မမသိဘူးဆိုရင်အပေါ်ယံကချိမဲ့ဆိုရင်ဟုတ်တယ်လူငယ်လူရွယ်တွေသာသနာပေါင်းဝင်းသွားရင်တော့တိုင်းပြည်အတွက်လူငယ်လူရွယ်တွေအလုံးလုံးပဲပုဂ္ဂိုလ်တွေရှိတော့မှာမဟုတ်ဘူးနော်မိသားစုတွေထဲမှာလည်းလူငယ်လူရွယ်တွေသာသနာပေါင်းဝင်းသွားရင်အလုံးလုံးပဲပုဂ္ဂိုလ်ရှိတော့မှာမဟုတ်ဘူးဒီအမျိုးဆက်တွေလည်းအကုန်ပြတ်တော့မှာပဲ ਨੇ ဆိုတဲ့ စိုးရိမ်မှုပြစ်တင်မှုတွေဟာပေါ်လာတာထုံးစံမဲ့ပေါ့ရသော်ဘုရားကိုလည်းအဲ့လိုဝိုင်းဝန်းပြစ်တင်တာဒီပြစ်တင်မှုကအင်တမကြီးမားတယ်အရှင်ရလာတော့ရသော်ဘုရားပေါ်မှာဘလို့ထင်ကြတော့ဆိုရန်ဂေါရမဟာမာယာဝီမျက်လက်အတက်ကြီးတက်တဲ့သူကြီးပဲတမန်မဟုတ်ဘူးအဝုတ္တဏီမာယာလှဲစားရတဲ့မျက်လက်အတက်တက်ပြီးတော့ သူတစ်ပါးရဲ့တပည့်တွေကိုမျက်လက်ပြပြီးတော့ဆွဲဆောင်သွားတယ်ဒီလိုယူဆလာကြတယ်။ဂိုင်းဆရာကြီးပဲဂိုင်းဆရာကြီးပဲပယောကအတက်နဲ့လူတွေရဲ့စိတ်ကိုဖန်ဆားပြီးတော့သူတစ်ပည့်ဖြစ်အောင်လုပ်တယ်တင်းတင်းသွားတယ်လို့တရားအမြင်နဲ့မကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလိုပဲယူဆကြတယ်။ယံဂေါရမအာဝတ္တဏီမာယာလို့လှည့်စားတတ်တဲ့အတက်တတ်တဲ့ပုဂ္ဂိုလ်ဒီလိုယူဆပြီးတော့ပြစ်တင်ပြောဆိုကြတယ် အဲ့လိုပြစ်တင်ပြောဆိုမှုဟာရာဇဂျိုမြို့မှာကျဲလောင်ပြီးတော့လာရဟန်းတော်တွေကမြတ်စွာဘုရားကိုရှောက်ကြတယ်အရှင်ဘုရားတဲ့မြို့တဲ့တပည့်တော်တို့ဆွမ်းခံသွားရင် လူတွေကတပည့်တော်တို့ကိုဝိုင်းပြီးတော့ပြစ်တင်တယ်တဲ့ဟောဒီရာဇဂျိုမြို့ရောက်လာတဲ့မဟာသမဏရဟန်းဂေါရမဟာရှိသမျှတပည့်တွေပြပိုက်ကြီးရဲ့တပည့်တွေအကုန်လုံးခေါ်ဆောင်ပြီးတော့ နောက်ထပ်ဘသူကိုဆွဲခေါ်အောင်မလဲအာလုံးစိုးရင်တကြီးဖြစ်နေကြဘသူခေါ်လိုက်အောင်မလဲနဲ့ပြစ်တင်ပြောဆိုနေကြတယ်ဖရာလို့ဆိုတော့မြတ်စွာဘုရားကဒီအတန်ကမကြပါဘူးခொနည်းလောက်တော့ဒီအတန်นี่ထွက်နေအောင်မှာပဲနောက်ပိုင်းရောက်လို့ရှိရင်တော့သူ့ဘသူပျောက်သွားလိမ့်မယ်အဲ့တော့သူတို့လာပြီးတော့ပြောတယ်ဆိုရင်တုံ့ပြန်ပြီးတော့ တိုင်းငုံခံမနေနဲ့တုံ့ပြန်ပြီးတော့ပြောเสียရတခုကိုမြတ်စွာဘုရားကသင်ပေးလိုက်တဲ့ယဟန်လေးကိုနော်ဒါလဲတုံ့ပြန်ပြောဆိုမှုဆိုတာလိုရတယ်တဲ့မလုပ်ဘဲနဲ့ငုံခံနေလို့ရှင်သူတို့ဆွဆွဲမှုတွေကမှန်တယ်လို့အတိပဲရောက်တတ်တယ်ဒါကြောင့်မို့လို့မမှန်မှုဆိုတာတုံ့ပြန်ပြောရမယ်ငုံခံမနေရဘူးနေရာတကားတိုင်းဆဲရင်တော့ငုံခံလိုက်ပေါ့ဆဲတာကြတော့ပြန်မဆဲနဲ့ ပြန်ဆဲရင်လေသူဆဲသလိုဆဲရမှာဖြစ်နေလေအဲ့တော့ကိုယ့်ကိုစွတ်စွဲလာပြီဆိုလို့ရှိရင် တုံ့ပြန်ပြောရမယ်တဲ့ဖြည့်ရှင်းရမယ်မြတ်စွာဘုရားကနောက်မှလည်းဒီတိုင်းပဲဟောတယ်ပြမဆလာတုတ်တံမှာမြတ်စွာဘုရားကအဘူတံအဘူတတော်နိဗ္ဗေတိတပံမဟုတ်ရင်မဟုတ်တဲ့အကြောင်း ဖြည့်ရှင်းရမယ်စွတ်စွဲလာလို့ရှိရင်ကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောထားတာမှတ်သားပြီးတော့လိုက်နာဖို့အမှန်တမ်းကောင်းတယ် ငါကိုဖြစ်စေငါရဲ့တရားဓမ္မနဲ့ဖြစ်စေတန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေအတင်းအဖြစ်ပြောလာမယ်ဆိုလို့ရှင်မင်းတို့စိတ်ဆိုးကြတယ်စိတ်ဆိုးနေလို့အကျိုးမရှိဘူးတဲ့စိတ်ဆိုးနေလို့ရှင်အကောင်းအဆိုးဆိုတာခွဲခြားသိနိုင်စွာမရှိဘူးတဲ့ဟုတ်တယ်စိတ်ဆိုးနေလို့ရှင်အကောင်းအဆိုးအကြောင်းကျိုးပဲသိမလဲဒေါသရဲ့လွှမ်းမိုးမှုခံနေရလို့ရှင်အကောင်းအဆိုးအကြောင်းကျိုးမသိဘူးဒါကြောင့်စိတ်ဆိုးကြတယ်တဲ့ စိတ်ဆိုးရင်ကိုယ်စိတ်ကိုလွှမ်းမိုးခံထားရပြီးတော့အကြောင်းအကျိုးကောင်းဆိုးကိုသိမှာမဟုတ်ဘူးတဲ့ဒါကြောင့်ကိုစိတ်မဆိုးပဲနဲ့မမှန်ရင်မမှန်တဲ့အကြောင်းနဲ့ဖြေရှင်းချက်ပေးရမယ်လို့မြတ်စွာဘုရားဒီလိုဆုံးမထားတာရှိတယ်။ဒါကြောင့်မို့ယဟန်တွေကိုပြန်လီတုံ့ပြန်ဖြေရှင်းဖို့အတွက်မြတ်စွာဘုရားဘလို့သင်တုံးဆိုနယန္တိဝေမဟာဝေရာတတ္ထမေနတထာဂတာ ထွမြတ်တဲ့လုံလဝိရိယရှိတဲ့ဖះကိုတော်မြတ်တရားလူတွေကိုဆွဲခေါ်တင်းစည်းတယ်ဆိုတာတရားသဖြင့်သာခေါ်ဆောင်ခြင်းသာဖြစ်တယ်ဘိုင်ဖို့အတင်းကြခေါ်တာလည်းမဟုတ်ဘူးအာဝတ္တဏီမာယာလို့ဆိုတဲ့မျက်လက်အတတ်နဲ့ခေါ်တာလည်းမဟုတ်ဘူးတကယ့်ဓမ္မလမ်းကြောင်းကနေခေါ်တာဖြစ်တယ်ပေါ့ အဲ့ဒါလို့ဓမ္မလမ်းကြောင်းကခေါ်တဲ့ပုံကိုယ်တွေကိုသူတော်ကောင်းတွေရဲ့လမ်းကြောင်းကပြောဆိုဆုံးမလို့သူတို့စိတ်ဆန္ဒအရာပါလာတဲ့ပုံကိုယ်တွေဒီလိုခေါ်ဆောင်တာကိုဘာဖြစ်လို့အတင်းဖြင့်ပြောချင်ရတာလဲအတင်းဖြင့်ပြောเสียမှရှိပါဘူးတဲ့ကိုယ်ဆန္ဒနဲ့ကိုလာကြတာတို့တွေကတရားဓမ္မကိုသာရှင်းပြတာတရားရှင်းပြလို့နှစ်ချိုက်ကျင့်တ်ပြီးသူ့ဘသူတပည့်ခန္ဓာဟာ အပြစ်တင်เสียလာလို့ပြန်ပြီးတော့ပြောခိုင်းတယ်เนาะကာဥတ္တယာဝိသနတံဓမ္မေနနိယမန္နနံကာဥတ္တယာဝိသနတံပညာရှိပုဂ္ဂိုလ်တွေဟာဓမ္မနဲ့ဓမ္မလမ်းကြောင်းကနေပြီးတော့ရှင်းလင်းပြောပြလို့ပါဝင်လာတဲ့ပုဂ္ဂိုလ်တွေကိုတွားရောက်ပြီးတော့အပြစ်တင်ပြီးတော့အတင်းပြောတာဟာဘာကျိုးရှိမှလဲ တင်ပြောเสียပြစ်တင်เสียမရှိပါဘူးလို့ဒီစကားနဲ့ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းခိုင်းတယ်အဲ့တော့မြတ်စွာဘုရားမိန်ကြားတဲ့အတိုင်းပဲပြစ်တင်ပြောဆိုတဲ့စကားတွေဟာခொနည်းလောက်လဲကြာရောအတန်လေးလုံးဝတိတ်သွားတော့တော့ပြောမဲ့လူမရှိတော့ဘူးနော်ဒါကြောင့်မို့လို့ပြောကြတယ်ပမာစကားမှာလဲချီမွန်ခொနည်းရဲ့ကဲ့ရဲ့ခொနည်းရဲ့တယ်နော်ညောင်းသွားတယ်ဒီမှာပဲပြောနိုင်တော့ ဘာသာကလည်းချီးမွမ်းရင်လည်း9ရက်ပဲတဲ့ကဲရက်လည်း9ရက်ပဲဒီရက်ဆက်ပြီးမပြောနိုင်တော့အဲ့ဒါလို့ရာဇဂျုံမြို့မှာဒီလိုအခြေအနေတွေဖြစ်ပေါ်လာမြတ်စွာဘုရားရဲ့ဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့နားမလည်တဲ့ပုံကိုယ်တွေဟာဒီလိုအပြစ်တင်ပြောဆိုမှုတွေဟာဖြစ်ပေါ်လာတဲ့မြဲပဲ။